အရှင်ကုန်နေညဤဘဝနှင့်ဓမ္မအပိုင်းနှစ်တရားတော်ပြီးကြတဲ့ပတ်အရှင်ကုန်နေညဤဘဝနှင့်ဓမ္မအပိုင်းတက်မှာဖယားလောင်သိတ္တထမင်းသားလေးဘွားမြင်လာတော့ဖခင်ဖြစ်သူတောတော်ရဏဘီရင်ကြီးကသူ့တိုက်ပြည်ထဲမှာရှိကြတဲ့ပုံနာပန္ဒိတ်ပညာရှိ အကျော်မော်တွေကိုနန်းတော်ခေါ်ပြီးတော့ မင်းသားလေးရဲ့ကျင်ရင်လက္ခဏာတွေကြည့်ဘာဖြစ်မလဲလို့မေးတဲ့အခါပညာရှိပေါင်း108ယောက်တည်းကနေစစ်ထုတ်စစ်ထုတ်ပြီးရွေးလိုက်တာနောက်ဆုံးတော့8ယောက်ပဲကျန်တော့8ယောက်သောပညာရှိတွေထဲမှာ9ယောက်သောပညာရှိတွေကလက်နှချောင်းထောင်ပြီးတော့ဟောတယ်ဒီကလေးဟာလူဘဝမှာနေရင်စัจ जा မင်းဖြစ်မယ်ယဟန်ပြုတ်ပြီးတော့သွားမယ်ဆိုရင်တော့ဖယားစင်စစ်ဧကံဖြစ်မယ်ဒီလိုဟောတယ် ကွန်နေညာလူလင်ကတော့အဲ့ဒီမှာလက်ညှိုးတစ်ထောင်လက်ညှိုးတစ်ချောင်းနဲ့ထောင်ပြီးတော့ဒီမင်းသားလေးဟာဖယားစင်စစ်ဧကံဖြစ်လိမ့်မယ်လို့ဒီလိုဧကံတဗျာကရဏအနေနဲ့သူကဟောတယ်သူတဲ့ကြီးတဲ့ပုံနှံပညာရှင်ကြီးတွေကနှမျိုးဟောတယ်သူကငငယ်ရွယ်ရွယ်လေးနဲ့ရဲရင်ပြတ်သားစွာတမျိုးတည်းပဲဟောတယ်အဲ့တော့ပြောကျင်တာဒီနေရာဘာလဲမင်းဖယားလောင်း မွေးဖွားတဲ့အချိန်မှာအရှင်ကိုနေညာလောင်းလျာကိုလင်ညာလူလင်ဟာဘေရင်ဟောနိုင်တဲ့အရွယ်ရောက်ပြီဆိုတော့အသက်20အစိတ်တော့နေဆုံးရှိလိမ့်မယ်ပေါ့ဒါဆိုရင်ကိုနေညာဟာဖြတ်စွာဖေးရတဲ့အသက်20အစိတ်လောက်ကြီးလိမ့်မယ်လို့ဒီလိုမှန်းဆပြီးတော့ယူဆလို့ရမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ဖခင်ကြီးတော်သုတ္တရဏဘယင်ကသူ့သားလေးကိုဖြစ်စေခြင်းနာက တကြမင်းဖြစ်စေခြင်းတယ်ပုံနာခွန်ရောက်ကနှစ်မျိုးဟောတယ်အငယ်ဆုံးဖြစ်တဲ့ကွန်းနေညာလူလင်ကဖယားစင်စစ်ဧကံဖြစ်လိမ့်မယ်ဒီလိုခေါ်တယ်အဲ့တော့ပုံနာပညာရှိကြီးခွန်ရောက်ကသူတို့ရဲ့သားတွေကိုပြောကြတယ်တဲ့အေးဒီမင်းသားလေးဖယားပြည့်ရင်မင်းတို့တွေယဟန်ပြုတ်ပြီဆိုရင်တော့မင်းတို့လည်းလိုက်ပြီးတော့ယဟန်ပြုတ်ကြငါတို့တွေကဒီဖယား မင်းသားလေးဖျားဖြစ်တာမှီရင်လည်းမှီမယ်မှီခြင်းမှလည်းမှီမယ်အဲ့တော့သူတို့သားလေးတွေကိုသိဒ္ဓတမင်းသားယဟန်ပြူတာနဲ့မင်းတို့လည်းလိုက်ပြီးတော့ယဟန်ပြူကြဆိုပြီးတော့မှားထားခဲ့သောရဏဘိယင်ကြီးကလည်းသူသားလေးကိုသူကစကြဝဠေးမင်းကြီးပဲဖြစ်စေချင်တာဆိုတော့နတ်တော်တွေကနေဘယ်မှမသွားရအောင် တဏှိယပြင်ပြောရင်ယဟန်ပြုမသွားအောင်ပေါ့ရမ္မတုပသူရမ္မလို့ခေါ်တဲ့နန်းတော်ကြီး၃ဆောင်တီဆောက်ပြီးတော့မှသူကထားတယ်အသက်၁၆နှစ်ရရောက်ပြီဆိုတော့ဖွားမြင်မြောက်သော၁၆နှစ်ရပြိုနှိနေ၌ဖွားမြင်မြောက်သော၁၆နှစ်ရပြိုနှုနေ၌သုံးသွဲရွှေနန်းသိမ်းမြန်းပြီလျင်၁၃နှစ်လျင် ဘုံတင်လျံလူစံတော်မူ၍ရွယ်မူနူဖြို့29ဝယ်သူသားလေးကိုရမတုမတုနာမလို့ခေါ်တဲ့ညွေကနေတဲ့နန်းတော်စောင်းကံမှာနေတဲ့နန်းတော်မောကလနေတဲ့နန်းတော်ဆိုနန်းတော်ကြီး၃ခုတိဆောက်ထားတယ်အဲ့ဒီနန်းတော်ထဲမှာလဲသူသားလေးနဲ့ရွယ်သူ16နှစ်ဆို16နှစ်ရွယ်လေးတွေပေါ့ဟိုတဲ့လူနာတဲ့လူမကြမ်းမာတဲ့လူတယောက်မှမရှိဘူး ြင်မြင်သမျှဟာလေအကုန်တို့အရာအာယုံ၅ပါးကာမဂုဏ်တရားနဲ့ပျော်မွေ့စရာလေးတွေသူသားလေးကိုဖျော်ပြကြအတန်ကောင်းတဲ့လူတွေရုပ်ချောတဲ့လူတွေနတ်တွင်ထဲမှာအပြည့်ထားပေးတယ်။ဘာဖြစ်လို့လဲလို့မေးတဲ့တော့မင်းသားလေးတန်ဝေကရပြီတော့မထွက်ရအောင်ယဟန်မပြုတ်ရအောင်ဒီလိုရည်ရွယ်တာအဲ့တော့ဘုရင်ကြီးကသူ့သားကိုစัจ जा မင်းပဲဖြစ်စေခြင်းနဲ့ဆိုတော့ဒီနေရာမှာသူတော်ကောင်းတို့စဉ်းစားဖို့ကောင်း ဖခင်ဖြစ်သူကသားလေးပေါ်မှာစัจ जा မင်းနဲ့ပဲသူကနှိုင်းပြီးစัจ जा မင်းလောက်ပဲဖြစ်စေခြင်းတယ်။သားရဲ့တန်ဖိုးကိုစัจ जा မင်းနဲ့ဖြတ်တယ်ပေါ့ဗျာဒီလိုပြောကြဆို။တကယ်တော့ဒီလူငယ်လေးဟာသုံးလောကဒေါတာသဗ္ဗညုမြတ်စွာဘုရားဖြစ်ပြီးတော့မြတ်စွာဘုရားသတ္တဝါတွေရဲ့ဒုက္ခကိုကယ်ပေးနိုင်တဲ့အရေးချင်းတတ္တိတွေရှိနေတယ်ဆိုတာကိုသူမသိရှာတာလည်းဖြစ်ဖြစ်အဲဒါကြောင့် ါလေးကိုကြည့်ပြီးတော့မိခင်ဖခင်တွေကသာသမီတွေရဲ့ပုံမှာတန်ဖိုးပဲထားတဲ့နဲ့တန်ဖိုးမဖြတ်သင့်ဘူးလို့ဦးစင်းကတော့ဒီလိုမြင်တယ်အခုသူကသူ့သားလေးကိုစัจ जा မင်းနဲ့ပဲတန်ဖိုးဖြတ်ပြီးတော့ဒီနန်းတော်တွေကဘယ်မှမသွားရအောင်နန်းတော်ကြီးသုံးခုတိဆောက်ပြီးတော့မှအာယုံငါးပါးကာမဂုဏ်တရားတွေနဲ့အပြည့်ဝထားပေးတယ်16နှစ်ကနေပြီးတော့နတ်ဆန်တယ်ဘဝမြင်မြောက်တော်16နှစ်ရွယ်ပြိုနှုနေ၌ သုံးသွယ်ရွှေနံသိမ့်မြန်ပြည်လေးဆက်သုံးနေလျင်ဘုံတိလျံလူစံတော်မူ၍ရွယ်မူနူဖြိုး29ဝဲဆက်သုံးနှစ်နန်းဆန်လိုက်တော့ဆက်သုံးနှစ်အဲ့ဒီနန်းတော်ကြီးသုံးခုထဲမှာနေလိုက်တော့16နှစ်ကနေဆိုတော့29နှစ်အရွယ်ရောက်29နှစ်အရွယ်ရောက်လာတဲ့ဒီမင်းသားလေးဟာနန်းတော်ပြင်ဘက်ကိုထွက်ချင်းစိတ်တွေပေါလာတော့အဲ့ဒါမြင်းလေသမားခေါ်ပြီးတော့ နန်းတော်ပြင်မဲ့ကိုထွက်ပြီးတော့ကြည့်တယ်ထွက်လိုက်တဲ့အခါဘာတွေ့တော့မေးလိုက်တော့လူအိုတယောက်ကိုသွားတွေ့တယ်သူနဲ့တူတူနေကြတဲ့ထဲမှာအိုတဲ့လူတယောက်မှမရှိဘူးအပြင်မဲ့ထွက်လိုက်တော့မှအိုတဲ့လူသွားတွေ့တယ်မြင်းလဲမောင်းတဲ့လူကိုမေးတယ်ဟဲ့ဟိုလူကြီးကဘာလဲအဲ့ဒါလူအိုလို့ခေါ်တယ်ဖယားအောင်တော်ကပြည့်တယ်ဒီလောက်ဆိုတိပြီ။ဘာဖြစ်လို့အိုစလဲခန္ဓာရှိလို့အိုလ ခန္ဓာကိုယ်စိုးဤုံမျိုးကတိုး၍မပြိုအိုစားအိုခဲ့ခန္ဓာရှိတဲ့ပုံကိုယ်တိုင်းကအိုတဲ့ဘက်ကိုပဲဥတီသွားတယ်သူအိုစလို့ငါလည်းပဲအိုရမှာပါလားပထမနေ့မှာဒီလိုသံဝေကတွေရခဲ့တယ်ဒုတိယနေ့တကဒုတိယကျင်းဆက်ထွက်တော့နာနေတဲ့လူကြီးတွားတွေ့ဖြားနေတယ်ဟာခိုက်ခိုက်တုံုံချမ်း ယောဂဝရဏဖီစည်းလို့ညီးနေတာအဲ့မှာမေးပြန်တယ်ဒီလူကြီးကဘာဖြစ်တာလဲအဲ့ဒါနာတယ်လို့ခေါ်တယ်။အိုပြီးတော့နာတာဘာဖြစ်လို့နာတယ်လဲခန္ဓာရှိလို့နာတာဒါဆိုရင်ဒီလူကြီးခန္ဓာရှိလို့နာရင်ငါလည်းပဲခန္ဓာရှိတာပဲသူနာတယ်လို့ငါလည်းနာရမှာပါလားလို့ဒုတိယတန်ဝေကသူရပြန်ပါတယ် တတိယနေ့တခါတတိယကျင်းဆက်ထွက်ပြန်တော့တည်နေတဲ့လူကြီးတယောက်တော့တွေ့တယ်လူလေးယောက်ဝက်လုံးလေးတွေနဲ့ကိုပြက်ကလေးပေါ်တင်ပြီးတော့အဲ့ဒီပေါ်မှာတယောက်ကစန့်စန့်ကြီးသွားမြင်လိုက်တယ်ဟာဟိုကဘာကြီးထမ်းသွားတယ်သေတဲ့လူကိုထမ်းသွားတယ်ဘာဖြစ်လို့သေတာလဲခန္ဓာရှိလို့သေတာပေါ့ ထိုင်သေးတဲ့လူကိုဘသူကမွေးပေးတယ်လေသေတဲ့လူတွေကပဲမွေးပေးတာသေသူကမွေးသေးသွေးပါလာသေမမလွဲသေမြဲခန္ဓာသေခြင်းရောက်ကသေရမည်သာသေမဆဲသေရဲ့အောင်နေပါဟာအဲ့ဒီမှာတံဝေခါတွေရပြန်နေဝိသုဘီရဲ့ဘက်ကပြောကြည့်ပြီဘဝမြင့်ဖို့ဆိုရတဲ့နေရာမှာ ဘဝကိုအထက်တန်းရောက်ခြင်းတဲ့ပုဂ္ဂိုလ်များကြီးပွားခြင်းတဲ့ပုဂ္ဂိုလ်များချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်များတမခံခြင်းစိတ်နှစ်အာကြစိတ်သုံးတံဝေကစိတ်ဆိုပြီးတော့ဒီစိတ်သုံးမျိုးနဲ့ကြိုးစားရင်ဘဝဟာတိုးတက်တယ်အောင်မြင်တယ်အာကြစိတ်မခံခြင်းစိတ်နဲ့ဘဝမြင့်လာတဲ့အခါမှာကိုယ့်ဘဝကိုပညာနဲ့ပြန်ပြီးတော့ထိရတယ်တံဝေကစိတ်နဲ့ဘဝကိုတိုးတက်အောင်ကြိုးစားတဲ့ပုဂ္ဂိုလ်များကသဟုတ်တ္တပ္ပ တတိသံဝေကပညာနဲ့တွဲပြီးတော့လာတော့တက်တာကြောင့်ဘဝကိုမြင့်တဲ့နေရာမှာသံဝေကနဲ့မြင့်တာကမြင့်တာကအကောင်းဆုံးလို့ဒီလိုသူတော်ကောင်းတို့မှတ်ရမယ်။သံဝေကတွေကြီးကျယ်ရာပြီးတော့တခါနန်းတော်ပြန်လာတယ်။နောက်တစ်နေ့နန်းတော်ပြင်ဝက်နန်းတော်ရဲ့အပြင်ဘက်၄ချိန်မြောက်ထွက်တော့ယဟန်တစ်ပါးကိုတွားတွေ့ နန်းတော်မြင်မဲ့ထွက်လိုက်တာနဲ့တပြန်ဒီမင်းသားလေးကိုဟာမင်းသားလေးကြမ်းမပါသေးသက်ချက်သာပါသေးအသက်ရှိပါသေးလက်အုပ်ချီမိုးတဲ့လူကချီမိုးရှ िख ိုးတဲ့လူတွေကရှ िख ိုးအယုသိပေးတဲ့လူတွေကယုသိပေးနဲ့မင်းသားလေးကိုဝိုက်ပြီးတော့ပုံစံမျိုးမျိုးနဲ့ယုသိပေးကြတယ်အဲ့ဒီယုသိပေးတဲ့အထက်မှာယဟန်မပါတိုင်းသူပြည်သားတွေအားလုံးကယုသိပေးပေမဲ့ဒီယဟန်ကယုသိမပေးတော့ဟာဟိုတယောက်ကငါယုသိမပေးပါလားဘာဖြစ်လို့မပေးသလဲ မြင်းလဲသမားကိုအဲ့ဒီယဟန်ရဲ့နောက်ကိုလိုက်ခိုင်းမြင်းလဲသမားကလည်းအဲ့ဒီမြင်းရထမ်းမောင်းတဲ့လူကအဲ့ဒီယဟန်နောက်ကိုသူမင်းသားခိုင်းတဲ့အတိုင်းလိုက်သွားတယ်အဲ့ဒီယဟန်ကမြို့ရဲ့ပြင်ဘက်ကျောင်းသင်ကန်းတစ်ခုရောက်တဲ့အခါသူ့တဲ့အသက်သိခါဝါကြီးတဲ့မထေရဘာကိုရှစ်ခိုးတာသူသွားတွေ့လိုက်တယ်ဩသူကငါသာရှစ်မခိုးတာဒီမှာတော့ရှစ်ခိုးတယ် ငါကိုသာ तू မပူဇော်တာဒီမှာတော့ तू ပူဇော်နေတယ်။ဘာဖြစ်လို့ तू ကပူဇော်တယ်လဲရှ िख ိုးတယ်လဲမေးလဲတော့သူ့ထဲအသက်သိခါဂုံဝါကြီးလို့ तू ကရှ िख ိုးတာ။တိုင်းသူပြည်သားတွေကငါကိုလက်အုပ်ကြီးမို့ရှ िख ိုးကြတယ်ဆိုတာဘာကြောင့်လဲမေးရာဓုအာနာပါဝါကြောင့်သူတို့တွေရှ िख ိုးတာ။ငါတဏ္ဍာကရာဓုအာနာပါဝါတွေဖယ်လိုက်မယ်ဆိုရင်တော့ဒီလူတွေငါကိုအယုဒ္ဓိပေးမှာမဟုတ်ဘူးရှ िख ိုးမှာမဟုတ်ဘူး။ ီယဟန်ကဟိုယဟန်ကြီးကိုရှစ်ခိုးနေတာဒီယာဓုကြောင့်လည်းမဟုတ်ဘူးအာနာကြောင့်လည်းမဟုတ်ဘူးပါဝါကြောင့်လည်းမဟုတ်ဘူးသူ့တဲ့အသက်သိခါဂုံဝါကြီးလို့သူကရှစ်ခိုးတာတန်သူပြည်သားတွေကငါ့ကိုယုသေပိရှစ်ခိုးတာနဲ့ဒီယဟန်ကဟိုမထေကြီးတစ်ပါးကိုယုသေပိရှစ်ခိုးတာနှစ်ခုရှင်လိုက်တဲ့အခါဒီယဟန်ရဲ့ယုသေပိရှစ်ခိုးခြင်းဟာပိုပြီးတော့အထက်တန်းကြတယ်ကောင်းလဲကောင်းတယ်မွန်လဲမွန်မြတ်တယ် ဒါကိုကောင်းစွာသိလိုက်တဲ့ဖရာလောင်းဟာအဲ့ဒီညမှရင်ဘာလို့ဖို့ပြင်တယ်လဲမိလဲတော့တောထွက်ဖို့ပြင်နေဆက်ချောင်းနေရပြိုနုနေနိုင်သုံးသွယ်ရွှေနံသိမ်းမြန်းပြီလေ73နှစ်လျင်ဘုံတင်လျင်လူစံတော်မူ၍ရွယ်မူနုဖြိုး29ဝယ်လေးမျိုးနမိတ်နတ်ပြဟိတ်ကြောင့်ရွှေစိတ်ညင်ညိုတန်ဝေပိုးက ဝါဇူလပြည့်ကြာမင်းနေဝဲချမ်းမြေရကုန်တော်ရလုံသည်စုံမြိုင်ပင်၍ခမာကိုစုံမြိုင်ပင်၍ခမ်းမာကိုအလွန်ငိမ့်ချမ်းတဲ့တော်ရိပ်မြိုင်ပေါ်မှာငါပြောတာကောင်းပြီမေလို့ယဟန်ဝိဖို့စိတ်ကူးတွေပေါက်သွားတယ်အဲ့ဒီညမာရင်ပိဒိုက်တော်ထွက်ဖို့ကြံတဲ့ညမာရင်ตาလီမွေးဖွားကြောင်းသတင်းရတော့ယာဟုတော်လာပြီ လာကြီးကိုယာဟုအသူတွေဖမ်းလိုက်တဲ့အခါလာကြီးအယောင်မထွက်သလိုပဲငါဘဝမှာလည်းဒီသားလေးကိုငဲ့ပြီးတော့ငါနေလိုက်မယ်ဆိုရင်တော့တောထွက်ဖို့မဖြစ်နိုင်ဘူးဆိုတာသူသိတယ်အဲ့ဒီသံဃာစင်တွေအလုံးဖြတ်ပြီးတော့အဲ့ဒီညမှာတင်မြတ်စွာဘုရားအလောင်းတော်ဘာလို့တော့မေးလိုက်တော့တောထွက်တယ်သုံးပြည်တော်ဖြတ်ပြီးတော့မနဲ့မိုးလင်းတဲ့အခါပြိတဲ့ဘယ်ရောက်သလဲမလဲတော့အနော်မမြကန်းရောက် အနောမမြေကမ်းမှာပြိဿိစံပယ်ပြီးတော့ဂတိကာရမြမကြီးလှူဒန်းတဲ့သင်္ကန်းကိုဝေးပြီးတော့အဲ့ဒီမှာယဟန်ပြူတယ်။ဖယံလောင်သိဒ္ဓတမင်းသားယဟန်ပြူသွားပြီဆိုတာကြားလိုက်တဲ့အခါကွန်နေညပုံနာကပုံနာပညာရှိ9ယောက်ကြီး9ယောက်တို့ရဲ့သားတွေကိုလိုက်ပြီးတော့ပြောတယ်ဟေးမင်းတို့အဖေတွေလည်းဆုံးသွားကြပြီမရှိကြတော့ဘူး။ မင်းတို့ဖေမြတ်တက်ရှိထင်ရှားရှိစဉ်ကမှားသွားတယ်လေသိတ္တရမင်းသားတောထွက်ပြီးယဟန်ပြုဤမင်းတို့လည်းပြုရကြဤပုဂ္ဂိုလ်ကဖယားစင်စေဧကံဖြစ်လိမ့်မယ်လို့မင်းတို့ဖေက ပြောခဲ့တယ်အခုငါတို့အဲ့ဒါဖယားလောင်သိတ္တရတောထွက်သွား ပြီငါတို့လည်းပဲတောထွက်ပြီးယဟန်ပြုကြစို့ဆိုပြီးတော့ပုံနာခွန်ရဲ့ရောက်ရဲ့သားတွေကိုလိုက်ပြောတော့၃ယောက်ကမရဘူးတဲ့၄ယောက်ရတ အဲ့ဒီလေးယောက်ကိုခေါ်ပြီးတော့မှကိုနေညကလည်းပြေးတယ်တော်တဲ့ကိုသွားနေတယ်တို့တို့ပြောကြသောမြတ်စွာဘုရားရင်ကိုယ်တော်မြတ်ကြီးဒုက္ခရသရိယာ6နှစ်တာကျင့်တဲ့နေရာမှာရှင်ကိုနေညအမှုရှိတဲ့ပိဇဝကီ9ဦးကရေဘူးရေချမ်းကမ်းပြီးတော့အဲ့ဒါပြုစုလုပ်ကျွေးတယ်မြတ်စွာဘုရားရှင်ကလည်း တနေ့တနေ့မှာစံတစေနှံတစေလောက်လေးစားပြီးတော့ပင်ပင်ပန်းပန်းနဲ့ကျင့်လိုက်တာ6နှစ်တာကာလကျင့်တယ်ဟာကွန်းနေညာမှုကြီးတဲ့ပိသဝဂီ၅ဦးကလည်းမကြခင်ရမ်းဖြစ်တော့မှမကြခင်ဖရဖြစ်လိမ့်မယ်မကြခင်ဖရဖြစ်လိမ့်မယ်နဲ့မျော်လင့်ချက်ကြီးစွာနဲ့သူတို့တွေကဘာလုပ်ကြတော့မေးလဲတော့ပြုစုလုပ်ကြွေးကြတယ်6နှစ်တာကာလပြုစုလုပ်ကြွေးတော်လဲပဲပြိသိတ်မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးရဲ့အလောင်းတော်တရားသူမတက် အဲ့ဒီမှာ6နှစ်ပြည့်တော့စဉ်းကျင်ကြည့်တယ်ဒီဒုက္ခရစရိယာအကျင့်ဖြင့်အရိယာမက်ဖို့ရနိုင်ဘူးအလင်းရဲ့မရှိဘူးဆိုတာသိတော့အဲ့ဒီဒုက္ခရစရိယာကျင့်စဉ်ကိုစွန့်ပြီးတော့မှသေနာနှီကုန်းမှစွမ်းကံလှဲ့လေစွမ်းကံလှဲ့လေရသမျှအာဟာရဖြင့်ဖုံးပေသုံးဆောင်ပြီးတော့မှအလောင်းတော်မှာခန္ဓာကိုယ်လေးကြီးပြီးတော့လာတဲ့ချိန်မှာ ရှင်ကုန်နေညာမှုရှိတဲ့ပိသဝဂီ၅ဦးကအလောင်းတော်ပေါ်မှာညီးငွေပြီးတော့ပယ်ခါစွန့်ပယ်ပြီးတော့မှာဣတိပန္နနာမိဂရာဝန်တော်ကိုသွားကြတယ်။မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးမာတက္ကရတရား၃ခုကဆုံလာပြီးနန်းနဲ့မှာသင်္နာနီကုန်းကသူ့ဇာတာမြို့သမီးလူတန်းနဲ့ကနာနိုစွမ်းကို ဖုံးပေးပြီးတော့အဲ့ဒီကနေပြီးတော့ဗောဓိမန္တန်ကိုကြွတယ် ဗောဓိမန္တန်ရောက်တဲ့အခါမှာတုတ်ထိယလို့ခေါ်တဲ့မြတ်ထန်သမားလေးလှူတဲ့မျက်ရှိစုပ်ကိုကျဲချလိုက်တဲ့အခါမှာအပရာဇိတပလင်ပေါက်တယ်။အဲ့ဒီပလင်ပေါ်မှာထိုင်ပြီးတော့မှဖရာဖြစ်သည်မြဖရာမဖြစ်သည်မြငါဒီပလင်ကမထဘူးဆိုဒိဋ္ဌံပြီးတော့အဲ့ဒီမှာတရားလို့အထုတ်တယ်။နေမဝင်မီမှာဒေဝပုဒ္ဒညံကိုရတော်မူတဲ့နေမဝင်မီမှာပြိတဲ့ဒေဝပုဒ္ဒမန်ကိုအောင်တော်မူတဲ့ပေါ့။ ညင်ဥယံမှာပုပ်ပေနိဝါဒနုဒတိညာတန်းကောင်ယံမှာဒိဗ္ဗစက္ခုညာကဆုံလာပြီအာယုံမတက်ခင်မှာပုပ်ပေနိဝါဒနုဒတိညာကိုရပြီးတော့ဖရာစင်စစ်ဧကံဖြစ်တယ်ကဆုံလာပြီမှာဖရာစင်စစ်ဧကံဖြစ်ပြီးတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဖရာဖြစ်ပြီးတဲ့နောက်ဘုသူ့ကိုတရားဟောရမလဲလို့လိုက်ပြီးတော့ကြီးလိုက်တဲ့အခါ တသိင်ရှင်နဲ့ကဘာတသိင်ကာလပတ်လုံးဖယားပြီးရင်တစ္ဆာလေးပါးကိုအ우ဆုံးအစဆုံးသိဖို့ရန်အတွက်ပါရမီဖြည့်ကျင့်ကြံလာခဲ့တာကကွန်နေညာပဲကွန်နေညာကြီးပဲရောက်နေတယ်လဲလို့ကြည်လိုက်တဲ့အခါပြိတဲ့ဣတိပရဏမိဂရာဝန်တော်နိုင်တော်မှရောက်နေတာသိတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကအရှင်ကွန်နေညာရှိတဲ့ဣတိပရဏမိဂရာဝန်တော်ကိုလိုက်သွားပြီးတော့ဝါဇူလပြေပါပြိတဲ့မြတ်စွာဘုရား ဓမ္မစကြာတရားကိုဟောပါတယ်။မြတ်စွာဘုရားရှင်ကိုရမကြီးဟောကြားလိုက်တဲ့ဓမ္မစက ပောဓနာ သုတ်တန်လို့ခေါ်တဲ့ဓမ္မစကြာတရားကိုနားလိုက်ရတဲ့အခါကိုဋ္ဌိညမထေရကမြတ်စွာဘုရားသိတဲ့သစ္စာ၄ပါးကိုဤကဘာမှာဖရာကိုဘေးဖယ်ထားအအူးဆုံးအဆဆုံးနဲ့သူသိခွင့်ရလိုက်တယ်။အရှင်ကိုဋ္ဌိညပြိတဲ့သစ္စာ၄ပါးကိုသိပြီဆိုတော့မြတ်စွာဘုရားရှင်ကိုရမကြီးကအညာသိဝတ္တဘောကိုဋ္ဌိညော အညာတိဝတ္တဘောကိုနေညောတိဣမံဥရဏံဥရဏေတိဘေကဝေယံတော်များဥရှင်သားတို့ဘောအိုယဟန်တို့ကိုနေညောကိုနေညတိအညာဝတ္တသစ္စာလေးပါးကိုထိုးထွင်း၍သိလေပြီတကားဘောအိုယဟန်တော်များတို့ကိုနေညောကိုနေညတိအညာဝတ္တသစ္စာလေးပါးကိုထိုးထွင်း၍သိလေပြီတကား ဣတိဣတိုဣမံဥရဏံဣဥရံကိုဥရဏေတိကောင်းစွာမသွေကျူးရင်တော်မူခဲ့ပါပြီမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကသူသိတဲ့သစ္စာ၄ပါးကိုအရှင်ကုန်နေညသိပြီဒီလောကကြီးထဲမှာဖျားပြီးရင်သစ္စာ၄ပါးကိုအဥဆုံးအစဆုံးသိတဲ့ပုဂ္ဂိုလ်ဟာအရှင်ကုန်နေညဖြစ်ပြီအဲဒါကြောင့်အင်ညာတိကုန်နေညောအင်ညာတိကုန်နေညောမြတ်စွာဘုရားကဒီလိုနာမည်တက်ပြီးတော့ပေးလိုက် အကြောင်းတရားကြည့်ခင်တော်စင်များတို့တသိန်းချီကဘာတသိန်းကာလပတ်လုံးဤမြတ်စွာဘုရားပြီးရင်သစ္စာလေးပါတိဖို့ရန်အတွက်စူတောင်းပါရမီဖြည့်လာခဲ့တဲ့အရှင်ကွန်ဒီညဟာမာသက်ကရေတရားသုံးခုကစုံလပင်ဝါဇိုလပြည့်စနေနေ့မှာသစ္စာလေးပါကိုတည်တော်မူခဲ့ပါတယ်သစ္စာလေးပါကိုတည်မြင်တော်မူပြီးတဲ့နောက်အရှင်ကွန်ဒီညဟာ သူ့ရဲ့ဘဝကိုဘယ်လိုဓမ္မတွေနဲ့တည်ဆောက်ပြီးတော့ကျင့်သုံးမလဲဆိုတာကိုဆက်လက်နောက်တစ်ပတ်မှာ나ယူကြီးညိုကြဖို့တိုက်တွန်းပေးရစီအဲဒါကြောင့်တရားချစ်ခင်သလိုစဉ်များဒီတစ်ပတ်မှာတော့မြင့်မြတ်တဲ့မထေရဘာရဲ့မြင့်မြတ်တဲ့ဘဝနဲ့ဓမ္မကိုကြားနာရတော့တက်တာကြောင့်တရားချစ်ခင်သလိုစဉ်များလည်းမြင့်မြတ်တဲ့ဘဝမြင့်မြတ်တဲ့ဌာနတွေမှာပိုင်ဆိုင်ကြကိုမြည်လျင်မိမိတို့ရည်မှန်းတဲ့ဘဝတည်ဟူသောထက်စကန်းတက်လှမ်းနိုင်ကြတဲ့သူတော်ကောင်းများ ဖြစ်ကြပါစေလို့ဆုတောင်းပေးရင်လည်းပဲဒေသနာဏိဂုံကမ္ဘာဖုံးကြပါစို့ဤမန္တမဒေသနာဤတရားဒေသနာတော်ကိုတုတ်တော်နာကြားနာရပြီးတော့မှတုံမေတရားကိုချစ်ခင် စိတ်ကောင်းဝင်ကြကုန်တော်သင်္သရောကောင်းပေါင်းတို့မှာဒုံမဲ့ကံလမ်းမနိမခยีမကိုဝိဝုဇ္ဇတဝါရှောင်ရှနိုင်ကြကုန်သည်ဖြစ်၍ဒုံမဲ့ကံလမ်းမနိမခยีမံကိုဥုံဆောင်ဖြောင်းမြောက်မတ်မတ် ယန္တုကောင်းစွာမသွေလိုက်သွားနိုင်ကြပါစေကုန်တည်း